အိမ်တောင်သက် ခုနှစ်နှစ်ရှိပြီဖြစ်လို့လိုင်းပေါ်မှာလူအများအားကြဖို့ကောင်းတဲ့တီကျူးလာခဲ့တဲ့ရွှေနဲ့ရွှေပရိသတ်များလုံးမဲမင်္ဂလာပါရှင်ဆန်လင်းဆိုင်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရွှေရွှေချင်းထက်တဲ့ဇုံတွေဆိုတာအပြောအမင်းရှိတာမဟုတ်ကြောင်းလူအများကိုတတ်သိပြခဲ့တဲ့အမှုပညာဇုံတွေဖြစ်တဲ့မင်းသမီးရွှေမုံရတီနဲ့အစိုးရရွှေထူတို့ကတော့အခုချိန်မှာအိမ်ထောင်သက်ခုနှစ်နှစ်ရှိသွားခဲ့ပြီဖြစ်ပါတယ် မင်းသမီးရွှေမုံရည်ဒီကတော့ရုပ်ရှင် icon တစ်ယောက်ဖြစ်ပါတယ်ခေတ္တရဲ့မုံမုံမြအောင်အဖြစ်လူအများရဲ့လက်ခံမှုကိုရရှိထားပြီးတော့အစိုးလိုင်းမှာပါပါရမီပါတဲ့သူဖြစ်ပါတယ်ရွှေမုံရည်ဒီဟာဆယ်ကျော်သက်အရွယ်ကလေးကအနုပညာလောကတွေကိုဝင်ခဲ့တဲ့သူပါမိခင်ဖြစ်သူရဲ့ပံ့ပိုးမှုတွေကြောင့်မော်ဒယ်လောကတွေကိုရောက်ရှိခဲ့ရပဲဖြစ်ပါတယ်။အနုပညာလောကကိုစတင်ရောက်ရှိလာတဲ့အချိန်ကလေးကလူတွေရဲ့ဝေဖန်မှုတွေကိုကောင်းကောင်းခံခဲ့ရတာဖြစ်ပါတယ်။ သူမရဲ့နေထိုင်ပုံနဲ့အမနာကြီးတတဲ့ပုံစံတွေကြောင့်မင်းသမီးရွှေမုံရည်ဟာပရိသတ်များစွာရဲ့အပြောအဆိုတွေကိုခံခဲ့ရတာဖြစ်ပါတယ်။စီးစိမ်ချမ်းသာတွေနဲ့နေထိုင်မှုပုံစံတွေကြောင့်အခက်ချေချေမျက်နှာထားတွေကြောင့်လူမုံများခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့ရွှေမုံရည်ဟာအမှုပညာပိုင်းနဲ့ပတ်သက်ရင်တော့အားလုံးကလက်ခံထားကြတာဖြစ်ပါတယ်။ဇာယုတ်တစ်ခုကိုမင်းနဲ့အနေငယ်တွင်မှမှုတွင်းနိုင်တဲ့အတွက်အားလုံးရဲ့လေးစားမှုတွေကိုလည်းရရှိထားတာဖြစ်ပါတယ်။ ဒီလိုမျိုးသတင်းကောင်းတွေနဲ့ကြော်စောနေခဲ့တဲ့မင်းသမီးရွှေမုံရတရားအခြေအေးကိစ္စမှာလည်းဘယ်နှုပညာရှင်မှမချပြဘူးတဲ့ပုံစံနဲ့လူတွေအလုံးကိုအံ့ဩအောင်ပြုလုပ်ခဲ့ရပါအဲ့ဒီအချိန်မှာရှန်ရှန်တောက်အောင်မြင်နေပြီဖြစ်တဲ့အဆိုတော်ရွှေတူအောင်ပြည်သက်များစွာကိုပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ရွှေတူရဲ့အနုပညာလှူရှားမှုတွေကလည်းအတော်လေးကိုများပြားလာပြီဖြစ်ပြီးတော့မိန်းကလေးတွေများစွာရဲ့အကြိုက်ကိုရရှိနေခဲ့တဲ့အချိန်ပဲဖြစ်ပါတယ်။ မင်းသမီးရွှေမော်ရီလီကလည်းအောင်မြင်နေတဲ့အချိန်ဖြစ်တဲ့အတွက်နှစ်ဦးသားတည်ကျွမ်းရင်းတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။အချမ်းနှပညာရှင်တွေလိုပုံရှိုးွယ်ရှိုးမလုပ်ဘဲနဲ့ဒီမတို့နှစ်ဦးသားရဲ့ဆက်ဆံရေးကိုတက်တည်ရှိရှိနဲ့ခြားပြခဲ့ကြတာဖြစ်ပါတယ်။မင်းသမီးရွှေမော်ရီဟာအမန်တကယ်မှာတော့စိတ်ရင်းကောင်းတဲ့သူဖြစ်ပြီးတော့သူမရဲ့ပုံစံတွေကြောင့်သာလူအများကအထင်မြင်လွဲမှားနေကြရပါဘူး။ အခုချိန်မှာတော့ရွှေမော်ရည်ဒီတို့ဇုံတွေဟာအင်တောင်သက်9နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။နှစ်ယောက်စလုံးဟာရခင်ကားတက်ပို့ပြီးတော့တည်ငြိမ်ရင်းချက်ကအနေထိုင်လေးဆင်ကျင်လာခဲ့ပါပြီ။ရွှေမော်ရည်ဒီရဲ့ပုံစံကြောင့်မင်္ဂလာပွဲကိုကြီးကြီးကျယ်ကျယ်ပြုလုပ်မယ်လို့ထင်ခဲ့ပေမယ့်အချစ်ကိုသာရှေ့တန်းတင်တဲ့အင်တောင်ရည်ဖြစ်လို့ပကသနတွေမပါဝင်တဲ့လက်မှတ်ရေးထိုးပွဲအသေးစားလေးကိုသာပြုလုပ်ပြီးတော့အင်တောင်ပြုခဲ့ကြတာဖြစ်ပါတယ်။ နှစ်ဦးစလုံးဟာအချိန်ရင်းမှာလုံးဝနာမည်ပြတ်မရှိသလိုအနုပညာပိုင်းမှာလည်းနာမည်ပြတ်မရှိခဲ့ပါဘူး။ဒါအပြင်နာမည်ချင်းတူပြီးရွှေရွှေချင်းထပ်ကြတဲ့အတွက်အရင်ကထက်တောင်ပိုပြီးတော့တိုးတက်လာခဲ့ကြပါသေးတယ်။ရွှေမုံရည်တို့ဆောင်တွေဟာအခုချိန်ထိကလေးယူဖို့ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မကူးကြသေးပါဘူး။လူငယ်ဆန်ဆန်နဲ့လွတ်လပ်တဲ့အိမ်ထောင်တွေဘဝကိုသာလိုချင်ကြသေးတဲ့အတွက်ကိုဝင်ယူဖို့ကိစ္စကိုလုံးဝမပြောကြသေးရဖြစ်ပါတယ်။ ရခင်ကရွှေထူးဟာမိမဖြစ်သူကိုချစ်လွန်းလို့ကိုဝင်လွယ်ခဲ့ရင်ရွှေမွန်ရည်အစားလွယ်ပေးမှာဖြစ်တယ်လို့တောင်သတင်းတွေထွက်ခဲ့တာဖြစ်ပါတယ်။အင်တောင်သက်9နှစ်ပြည့်တဲ့အထိမ်းအမန်းနေနဲ့ကိုရီးယားခရီးစဉ်ကိုထွက်ခဲ့ကြပြီးတော့အင်တာနက်ပေါ်မှာပရိသတ်တွေအားကြားရတဲ့အထိအချင်းချင်းကျူးခဲ့ကြတယ်။ရွှေမွန်ရည်တို့ဇနီးမောင်နဲ့ရဲ့အကြည့်နူးစရာနှစ်ပတ်လည်နဲ့ပတ်သက်ပြီးပရိသတ်တို့ရဲ့အမြင်ကိုလည်းခုံးမမဝေးမြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။